မန္တလေးတိုင်းအမရပူနာမြို့နယ်တွေကရကန်းလုပ်ငန်းလုပ်ကိုင်သူတွေဟာဒေါ်လာဈေးနှုန်းမြင့်တက်လာတဲ့အတွက်လုပ်ငန်းအရှုံးပေါ်နေပါတယ်။အောင်းအောင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။မန္တလေးတိုင်းအမရပူကမြို့နယ်တွေကရကန်းလုပ်ငန်းနဲ့ပံမွေးဝမ်းကြောင်းလုပ်ကန်နေသူတွေဟာဒေါ်လာဈေးနှုန်းမြင့်တက်တာကြောင့်ရကန်းသုံးဆိုးဆေးနဲ့ပိုးချီတွေကိုဈေးနှုန်းပိုပေးပြီးဝယ်ယူနေရပါတယ်။ ဂျုံလာကတပိတ်တောက်ကိုတသိန်း3000ကျပ်ကနေစတင်ပါလာ24ရက်နေ့မှာတော့တသိန်း1000ကျပ်ထိဈေးနှုန်းမြင့်တက်ခဲ့လို့အရှုံးတွေနဲ့ရင်ဆန်နေရတာပါပိုးဈေးတွေခြိဈေးတွေကတက်တာပေါ့နော်အရင်ကတသိန်း3500ငါးတောင်ငါးနဲ့ခုတသိန်းတသောင်ဖြစ်တယ်အဲ့ဒီပေါ်မှာကုန်ချမ်းဈေးရတက်တယ်ဒီကုန်ချမ်းဈေးတက်ပြီးတော့တစ်ဖက်ကကုန်ကြောပေါ်မှာကြတော့ တက်လာမှုမရှိဘူးတက်လာမှုလည်းမရှိဘူးနောက်ပြီးတော့ဒီကုံကြောကလည်းပဲတိတ်ပြီးအယောင်းဝယ်ရမဖြစ်ဘူးပေါ့အေးတဲ့အပေါ်မှာလုပ်ငန်းလုပ်တဲ့လုပ်ငန်းရှင်တွေအတွက်အလောက်ကအခုချိန်မှာဆိုရင်တော့အရှုံးနဲ့လုပ်နေရတာပေါ့လုပ်ငန်းလည်းပတ်မှုခက်ခဲကြတာပေါ့လေနေ့စဉ်နေ့တိုင်းဝါကျွနေလာရင်ရကန်းယုံထွက်ကုံချိုင်းပစ္စည်းတွေဟာအယောင်းဝယ်ကောင်းခဲ့ကြပါတယ်ဒီနှစ်မှာတော့ရောင်းဝယ်အေးခဲ့ပြီးပိုးချီဈေးနှုန်းတွေဟာအစမတန်မြင့်တက်ခဲ့တာကြောင့်လဲရကန်းလုပ်ငန်းရှင်တွေအခက်အခဲကြုံတွေ့နေရပါတယ် ဒီဒေါ်လာသေးတက်တဲ့အတွက်ကျွန်တော်တို့ခြီတွေကကျွန်တော်တို့လုံကြီးရဲတဲ့ခြီတွေကကျွန်တော်တို့အိန္ဒိယတို့တရုတ်တို့နိုင်ငံခြားဝယ်တာဆိုတော့ကျွန်တော်တို့ခက်ခဲတာပေါ့မနေ့ကတော့ကျွန်တော်တို့ခြီတုပ်တစ်ထုပ်ကို3000အောင်ရှိရပေါ့ခုဒေါ်လာသေးတက်တဲ့အတွက်ဒီနေ့တော့3000 3000လောက်3000လောက်တော့2000 3000လောက်ခုန်တက်သွားတဲ့သဘောဖြစ်နေပါပေါ့အဲ့တော့ကျွန်တော်တို့ဒီလုံကြီးရဲတဲ့ချိန်မှာခက်ခဲလေးတွေရတော့ပေါ့အဲ့ကုန်ကျန်းဝယ်ရတဲ့အတွက်ဒေါ်လာသေးတက်တဲ့အတွက်ခက်ခဲလေးတွေအများကြီးဖြစ်တယ်ပေါ့နော် စက်တင်ဘာလဇန်ဘန်ကနေစတင်ပြီးမန်လေးမြို့မှာအိန္ဒိယနဲ့တရုတ်နိုင်ငံကလာတဲ့ဆိုစေပိုးချီတွေဟာဈေးနှုန်းတွေမြင့်တက်လာတယ်လို့အယောင်းဝယ်ဆန်ပန်ရှင်ကပြောပါတယ်။ဒီကဒေါ်လာဈေးတက်တဲ့တရုတ်ကလည်းသူ့ငွေဈေးကိုတက်တာပေါ့ကွာ။တက်တော့ဒီဒေါ်လာဈေးတက်တဲ့တရုတ်ငွေဈေးတက်တော့ဒီကုန်ရမ်းပစ္စည်းကတက်သွားတဲ့အခါအထုံ900လောက်ပေါ့ကွာ900တထောင်အိုက်ပါဝင်ချင်မှတက်သွားတော့နည်းနည်းလေးတော့လုံးဝတာပေါ့လုံးလုံးတဲ့လူတွေရကန်းဟိုတိတ်မကြံဘူးပေါ့လုံးလုံးရတဲ့လူတွေအတွက်ကတော့နည်းနည်းလေးတော့ကျက်တာပေါ့ဒါပေမဲ့ကုံကျော်မှကျတော့လေ ဟိုအတားအီရောင်းကောင်းလားဆိုတော့လေရောင်းမကောင်းဘူးပေါ့အမရဘူရမျိုးနယ်ထဲမှာအများစုကရကန်းကိုမီယိုဖလာလုပ်ငန်းဖြစ်လုပ်ကံနေကြသူတွေဖြစ်ပါတယ်အခုလထဲမှာဒေါ်လာစိမြင့်တက်ခဲ့တာကြောင့်အခက်အခဲတွေရှိနေပါတယ်ကျွန်တော်အောင်အောင်ပါ